ငယ်ချင်းကကြာ scientist သူကဒီအုံနောက်နဲ့ပတ်သက်တဲ့ဥစားမဟုတ်ဘူးသူကဟို wave တွေကိုစက်တွေပါလုတ်တယ်အဲ့လို brain wave တွေကိုပါ laser နဲ့ laser စက်တွေကိုပါဖန်တီးရဲ့ဒီ scientist ပေါ့နော်သူက NASA မှာသူကအလုပ်လုပ်တာအဲ့နေပြီးတော့ तू ကအရင်တော့ကသူအရင်အတ္တများတာပေါ့နော်အဲ့ကနေပြီးတော့ ဘာလို့တည်သွားလဲဆိုတော့ဒီလူတွေရဲ့ဒီ proton neutron တွေဒီခန္ဓာကိုယ်ရဲ့တိဆောက်ပုံဒီ cell စီရဆာအကုန်လုံးอ่ะကွာဒီတဲသေးလေးရဲ့အမှုန်တဲ့ဒီ particular ဒီတဲသေးလေးနဲ့ particles တဲသေးလေးနဲ့အကုန်လုံးတိဆောက်ထားတာအဲ့တော့လူကတကယ်တော့ဘာမှမရှိနေဘူးသိလားမရှိနေဘူးမြင်နေရလို့ဒီရုပ်သဘောတရားကြီးကိုမြင်နေရလို့ရှိရတကယ်တော့သိပ္ပံသဘောတရားကြီးကမရှိဘူးဆိုတော့ तू อ่ะအဲ့ဒီစက်တွေကိုတီးထွင်းတဲ့ဒီ atoms တွေကိုဘယ်လိုပုံစံ အဒီဘောနော်ဖြစ်နေတဲ့ဒီ cells တွေကိုဒီ cancer ဖြစ်တဲ့ cells ကိုပစ်ဖို့အတွက်သူ့ရဲ့သိပ္ပံနီးနဲ့ပညာဉာဏ်နဲ့ကြည့်တဲ့အခါမှာဘာမှမရှိပါလားဆိုတဲ့အရာကိုမြင်တဲ့အခါမှာလေတော်တော်အတ္တရော့သွားတာအဲ့တော့ဘာလဲဆိုတော့တရားဆိုတာကဘောနော်ဒီဗုဒ္ဓဘာသာကြီးမှာမဟုတ်အဲ့ဒီအတိကိုနက်နက်ချိုက်ချိုက်တိသွားခြင်းလို့သူ့ဟာမြင်တာဘောနော်အဲ့တော့ခုနကပြောလို့တိလားဆိုသူ့လေအဲ့အတိကိုတိရဒါပေမဲ့ insightfully ညံနေတော့တိတဲ့တကယ် စိတ်အတွင်းထဲကတည်တဲ့အတိတ်လောက်တော့မရှိသေးဘူးဘောလို့ဒါပေမဲ့နက်နက်ရှိုက်ရှိုက်တည်နေငါဆိုတော့ဘာမှမဟုတ်ငါဆိုတော့တကယ်ရှိနေရမဟုတ်ဘူးဆိုရင်အတိတ်အထိပါရောက်သွားနိုင်တယ်ဘောလို့